ေပန်းကျိုးဆိုတာတခြားလေးကြည့်ပါနော်ဒီမှာဒီမှာနော်မိထုတ်ပြပြမယ်နော်ကျွန်တော်ဒါကပန်းကျိုးလေးဝင်နေအကြောင်းနော်ဟုတ်ပြီပန်းကျိုးဘာကြောင့်ဝင်တာလဲဆိုရင်ကြောက်သားတော့သူ့ဘာသူဒါအသက်ဆန်းပဲအသက်ဆန်းကြောက်ပဲအဲ့ဒီအသက်ဆန်းကိုမှ ဒီပန်းဂျိုးလေးတွေကဒါအပြင်ကနေပြီးတော့အရေးပါလာတဲ့အတွက်ကြောင့်အဲ့ဒီအရေးရဲ့လက္ခဏာကနေပြီးတော့ဒါဝင်လာတဲ့ပန်းဂျိုးပါအဲ့ဒီတော့မိတ်ဆွေတို့ပြောချင်တာကဒီလိုမျိုးလေးလည်းရှိတယ်ဆိုတော့မိတ်ဆွေတို့မှတ်ထားပါမယ်နော်ဟုတ်ပြီနောက်တစ်ပွင့်ကျတော့ဆက်ပြပေးမယ်မင်းကမြင်ရအောင်ဒီနော်ဒီကြောင်လေးမှာလေဒီမှာပန်းလေးတွေပါရယ်နော် ဟုတ်ပြီဒီမှာကြည့်ကြည့်ပါပန်းလေးတွေပါတယ်ဒီเจ้าမှာပါတဲ့ပန်းတွေကကျတော့ကစွန်းပန်းဖြစ်တယ်ကစွန်းပန်းလေးကစိမ့်ချွင်နေရနော်ကစွန်းပန်းချွင်နေလို့เจ้าကဒီပုံစံမျိုးလေးစိမ့်နေတာဖြစ်ပါတယ်နော်ကစွန်းပန်းချွင်နေလို့ပါနော်ဒါကစွန်းပန်းချွင်နေတဲ့เจ้าပါနော်မိကထိုးလိုက်ပျောက်တယ်နော်ဒီမှာဒါကစွန်းပန်းချွင်နေလို့နော်ဒီစီမှာမြင်ရလားမသိနော်ကစွန်းပန်းလေးကချွင်နေရတဲ့เจ้าပါအဲ့ကျအရေး အရေးပန်းကျိုးတွေလည်းဝင်နိုင်တယ်အရေးကျိုးတွေလည်းဝင်နိုင်တယ်အခုလိုမျိုးကစွန်းပန်းလည်းဝင်နိုင်တယ်ညီတို့ဒါလေးကြည့်ပြီးတော့ကျွန်တော်ပြန်ရှုံငုံပြီးအကုန်တရားလေးရှင်းပါမယ်နော်အားအားတွေကလွယ်တယ်ကောမျိုးတွေအဲကျဲလေးတို့ဘာတို့ကအဲ့ဒီကဟိုပြောပြင်ဆိုရင်အောက်ကြောက်တွေမကောင်းတဲ့ကြောက်လိုပဲတတ်မှတ်လိုက်မယ်နော်ကျွန်တော်ဒီနေ့ရှင်းပြနေတာအရန်အရေးကြီးတယ်ဘော်ဒီတို့အသက်ဆန်းတို့ရှင်းပြနေရအခုအဲကျဲလေးတွေဘာတွေက ကန်းကြောက်ရင်းတွေ့တော့ကျွန်တော်အဲ့ဒါဒီမေးလိုက်အဲ့ဒါဒီကအခုခဏလေးနဲ့ဒီနေ့ကျွန်တော်အခုပြနေရဒီကြောက်တွေကမိတ်ဆွေရှောင်းရမယ့်ကြောက်တွေမဟုတ်ဘူးเนาะမိတ်ဆွေတို့တကယ်ကိုကြောက်စင်းလောက်ကတည်းကဝင်လာတယ်အပွင့်လိုင်းလောက်တာဖြစ်ဖြစ်အသားကြောက်လောက်ကတည်းကဝင်လာတယ်ဖြစ်ဖြစ်အဲ့ကျော်ဒီအချက်လက်တွေဒါတွေကိုသိထားရင်မိတ်ဆွေတို့ဟိုစီးပွားဖြစ်တယ်ဗျာအဲ့ကျော်ဒါကျွန်တော်အခုရှင်းပြနေရအရာတွေအရင်အရေးကြီးတဲ့အရာတွေဖြစ်တဲ့အတွက်ဒီနေ့ဟာကိုပဲအာရုံစိုက်ပါเนาะအခုအကျဲလေးနေမကောင်းမကန်းကြောက်တွေကိုထားလိုက်အဲ့ဒါတွေကျွန်တော်နောက်ရှင်းပြပြီးမယ်เนาะ ဆက်ပြီးတော့ရှင်းပြပေးမယ်တော့ရောက်ပြီလားဟုတ်ဒါကောင်းတာတွေပြပေးနေဖြစ်တော့ဒီကောင်းတာတွေပဲအရင်ကြည့်ပါနော်ပြီးရင်နောက်တစ်ချက်ကဒီမဲမိတ်ဆွေများဒီအပွင့်ဒီအပွင့်ဒီလေဒီအပွင့်ဒီကောင်းအပွင့်ဒီကောင်းလည်းအရေးအပွင့်တော့မဟုတ်ဘူးဒီကောင်းကပြောမယ်ဆိုရင်ကျွန်တော်တို့အဲဟိုပန်းပေါ့နော်ပန်းနေပြီးတော့ပန်းနေပြီးတော့မောက်နေပေါ့နော်ကာလာရောသွားတဲ့အတွက်ကြောင့်မလို့သူကဒီမဲ့ ပြောမယ်တော့အရေးလည်းမဟုတ်ဘူးဒီကြောက်ကိုတခြားလေးကြည့်ကြနော်ဒီကောင်ကအရေးလည်းမဟုတ်ဘူးနော်ပြီးရင်နောက်ချက်ကကစုံပန်းလည်းမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ဒီပဲရင်လည်းမဟုတ်ပြန်ဘူးဒါဘာကြောင့်အဲ့ဒီလိုပြောလဲသူကအရေးနဲ့ကျွန်တော်တို့ဒီအသားမှာပါတဲ့ဗောနော်အသက်ခံမောက်အယောင်ဗောနော်ကာလာလို့ပဲပြောလိုက်မယ်အဲ့ဒီကာလာအယောင်နဲ့နော်ရောသွားပြီးတော့သူကကာလာစီးသွားတယ်လို့ပဲကျွန်တော်သုံးလို့လိုက်မယ်နော်ကာလာအရင်စီးသွားတယ်ပြီးတဲ့ဒီလိုမျိုးလေးဆိုပြီးတော့အိနေရဆိုတာကလည်းကြောက်စီကောင်းလို့ ကြောက်သားကောင်းလို့ဒီလိုပုံစံဖြစ်နေတာပါနော်။တခြားလေးကြည့်ကြည့်ပါကျွန်တော်အဲ့ဒီကြောက်လို့ပြီးထုတ်ပါမယ်နော်။မတည့်ရသူကလည်းမိတ်ဆွေတို့ကအဲ့ကြောက်သေးတာအရေးကြောက်ဆိုပြီးတော့ဒါပြောပြီးတော့ကြောင်းဝင်နေကြောင်းနိုင်နေဒါပေမဲ့ကျွန်တော်ကဒါအမှန်တိုင်းပဲပြောပြပြရနော်။တခြားလေးကြည့်ပါ။အောက်ကကလာစီတဲ့ငွေကကြောက်ကောင်းတယ်ကြောက်စီကောင်းကြောင်တောင်လေးအလိုပဲဆိုပြီးဤနေပါဗောနော်ဟုတ်ပြီ ပြီးပြီဆိုရင်ကျွန်တော်ကနောက်တစ်ခုကျွန်တော်ရွှန်ထည့်ပြီးမယ်နော်ဒီမှာရွှန်ဒီအပွင့်ရတာရွှန်ပါနော်အဲ့ဒီအပွင့်ရတာရွှန်ပါတခြားလေးကြည့်ပါနော်မိတ်ဆွေများရွှန်ရွှန်ဆိုပေမဲ့အဲ့ဒီရွှန်ဒီဒီ body တို့လိုအသက်ဆန်းတို့လိုကြောက်သားကောင်းတာမျိုးမဟုတ်ဘူးဒီအခုဒီအသားတန်းဒီကျွန်တော်ပြောသလိုပဲခါးသားကြော်တဲ့ခါးတန်တန်ကြောက်အဆင်ပဲရှိတယ်အဲ့ကြောင့်မိတ်ဆွေတခြားလေးသိထားပါသည်ခါးသားကြော်တဲ့ခါးတန်တန်ကြောက်ဆိုတာ ဘာကြောင့်အဲ့ဒီလိုပြောရလဲဆိုရင်သူတို့ရဲ့ကြောက်သားကြည်လင်မှုတောက်ပမှုနော်ဒါတွေကိုတခြားကြည့်ရင်ဆိုရင်မိတ်ဆွေတို့နားလည်ပါမှာနော်အခုကျွန်တော်မီဒီယာထုတ်ပြပေးထားတယ်တခြားလေးကြည့်ပါကျွန်တော်ပြင်ရတေးသေးချာချာအသေးသေးကိုအားလုံးရှုံကုန်ပြီးရှင်းပြပေးမယ်နော်ဒါကတခုချင်းစီကိုသိအောင်အရင်ပြောပြပေးနေတာပါနော်ကြောက်သားမှာအတွင်းထဲမှာအထွေးတက်ရှိတယ်နော်ထွေးတဲ့အတွက်ကြောင့်မလို့ဟိုဘက်ဒီဘက်ကိုပေါက်နေမျိုးမဟုတ်ဘူးပိတ်နေရမှာနော်အသားပိတ်နေလို့ပြောရမှာနော်ဒီ body ကြောင့်နဲ့ရှင်ပြီးတော့ကျွန်တော်ပြောရအောင်နော်ဟိုကြောက်သားပိတ်တယ်လို့ပြောတာမဟုတ်ဘူးနော်ဒီ body တွေနဲ့ရှင်လိုက်မယ်ဆိုရင် ဒီကြောက်ဒီနည်းနည်းဟိုကြောက်တာ